်ပါဝင်ကြသူများကအခြေခံအဆောင်အခန်းကဏ္ဍတွင်ဘလို့မျိုးစိန်ခေါ်မှုတွေရင်ဆိုင်နေရလဲဆိုရင်တော့ဒီစရားကအချက်လက်တွေကို2024ခုနှစ်မတ်လကနေဇွန်လလအတွင်းကောက်ယူထားခဲ့တာဖြစ်ပါတယ်ဒီစရားကိုကြည့်ခြင်းအပြင်ပြည်သူတွေဟာအာနာမသိငင်နဲ့အာနာသိပြီးနောက်ပိုင်းမှာအခြေခံအဆောင်ဆိုင်ရာစိန်ခေါ်မှုတွေကဘာတွေလဲစိန်ခေါ်မှုတွေကဘလို့မျိုးကွာခြားသွားလဲဆိုတာကိုနှိုင်းယှဉ်ဖော်ပြထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်ထင်ရှားတဲ့ကွာမှုဆိုရင်တော့လျှက်စင်ပြီးပြတ်တာ မီတာကတွေဈေးကြီးတာတွေကအာနာသိမ့်ပြီးကာလမှာတိတာတဲ့ပြဿနာတွေဖြစ်လာပါတယ်။ နောက်ထပ်စိန်ခေါ်မှုကြီးတစ်ခုကတော့အခြေခံစောင့်အောင်ခန်းကဏ္ဍမှာအကျင့်ပြတ်ချစားမှုတွေမတရားများပြားလာတာတွေပဲဖြစ်ပါတယ်။အခုလိုမျိုးအခက်အခဲတွေအပြင်ကျေးလက်အခြေခံစောင့်အောင်အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကိုညှင်းနှီးမြှုပ်နှံမှုတွေကင်းမဲနေတာပျော်ပြောင်းသောအခြေခံစောင့်အောင်ဖြစ်တဲ့အကြမ်းဖက်စစ်တပ်နဲ့ရဲတွေကလူခွင့်ရေးချိုးဖောက်မှုတွေမတရားကျူးလွန်နေတာစတဲ့ပြဿနာတွေဟာလည်းအာဏာသိမ်းပြီးနောက်ပိုင်းမှာတိတိတသားဆိုးရွားလာတဲ့အကြောင်းကိုပြည်သူလူထုကသူတို့ရဲ့ခံစားချက်တွေကို i5 တ်စာပေများမှတဆင့်ဝေမျှခဲ့ပါတယ်။ပြည်သူတွေရင်ဆိုင်နေရတဲ့အခြေခံအဆောက်အအုံအခန်းကဏ္ဍဆိုင်ရာအခက်အခဲတွေကိုဖြေရှင်းနိုင်မှုပြည်သူတွေကိုယ်တိုင်အဆိုပြုရေးဆွဲထားတဲ့ iFact ရဲ့ ခြေကအဆောက်အုံမူဝါဒထုံနှုတ်ချက်တွေကိုလေ့လာမယ်ဆိုရင်တော့အပိုင်းနှစ်ပိုင်းခွဲပြီးလေ့လာကြည့်လို့ရပါတယ်ပထမအပိုင်းမှာတော့ခြေကအဆောက်အုံအခမ်းကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဘာတွေကိုဦးစားပေးလုပ်သင့်လဲဒုတိယအပိုင်းမှာတော့အခက်အခဲတွေကိုဖြေရှင်းဖို့အဓိကအကြံပြုချက်တွေကဘာတွေဖြစ်မလဲစသည်ဖြင့်အပိုင်းနှစ်ပိုင်းခွဲထားပါတယ်ပထမအပိုင်းဖြစ်တဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဦးစားပေးမှုတွေကိုကြည့်မယ်ဆိုရင်တော့စုစုပေါင်းအချက်6ချက်ရှိပါတယ်နံပါတ်1အစိုးရတာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာမှု ညှစ်တင်ရေးနံပါတ်2လူအခွင့်အရေးနဲ့တရားဥပဒေစိုးမိုးရေးနံပါတ်3ပညာရေးနဲ့လူစွာရေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးနံပါတ်4စီးပွားရေးနဲ့ဗန္ဒာရေးစီမံခန့်ခွဲမှုစီးကျက်ရေးနံပါတ်5ပြည်သူ့ကျမ်းစာရေးနဲ့လူမှုဝန်ဆောင်မှုတိုးတက်ရေးနဲ့နံပါတ်6ရေရှည်တည်တံ့ခိုင်မြဲသောလူသားတိုင်းအကျုံးဝင်သောအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုတို့ပဲဖြစ်ပါတယ်ဒီအချက်6ချက်လုံးရဲ့အောက်မှာအလေးထားရမယ့်အသေးစိတ်တွေကိုတော့ iFact အခြေခံအဆောက်အအုံမူဝါဒမှာ အကျတဲ့ဝင်ရေးသားဖော်ပြထားပါတယ် တယ်။ဒုတိယအပိုင်းဖြစ်တဲ့အခက်ခဲတွေကိုဖြေရှင်းဖို့အဓိကအကြံပြုချက်တွေကတော့စုစုပေါင်းအချက်ကြီး73ချက်ရှိပါတယ်။နံပါတ်1အစိုးရတာဝန်ခံမှုနဲ့ဖွင့်လင်းမြင်သာမှုအဖွဲ့အစည်းများတိုးတက်ရေး။နံပါတ်2လူ့အခွင့်အရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများပေါ်ပေါက်လာရေး။နံပါတ်3ပညာရေးနဲ့လူ့စွမ်းအားအရင်းမြစ်အဖွဲ့အစည်းများထွန်ကားရေး။နံပါတ်4စီပွားရေးနဲ့ဗန္ဒာရေးစီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့အစည်းများကြီးကြပ်ရေးနံပါတ် ပြည်သူ့ကျန်းမာရေးနဲ့လူမှုဝန်ဆောင်မှုဆိုင်ရာအဖွဲ့အစည်းများထွန်းကားရေးနံပါတ်6မူဝါဒပြုပြင်ပြောင်းလဲရေးနံပါတ်9လျှက်စက်မီနစ်စွမ်းအင်စီမံခန့်ခွဲမှုကိုအလေးထားရေးနံပါတ်10အကျင့်ပြတ်ခြားစားမှုကို တိုက်ဖျက်ရေးနဲ့တာဝန်ခံမှုအားကောင်းလာရေးနံပါတ်9လူမှုနဲ့တိုင်ပင်ဆွေးနွေးခြင်းနဲ့ရက်ရွာထိတွေ့ဆက်ဆံခြင်းတို့အားကောင်းလာရေးနံပါတ်10 ်ငေးရှည်တည်တတ်ခိုင်မြဲသောလူသားတိုင်းအကျုံးဝင်တဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနံပါတ်7အခြေခံအဆောက်အအုံတွေကိုစနစ်တကျနဲ့ထိန်းသိမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးနံပါတ်7ဥပဒေနဲ့စည်းကမ်းပေါင်းများချမှတ်ရေးနဲ့နံပါတ်73ပြုပြင်ပြောင်းလဲမှုအတွက်လိုအပ်တဲ့အဖွဲ့အစည်းအသစ်များပေါ်ပေါက်လာရေးတို့ပဲဖြစ်ပါတယ်ဒီကောင်းစဉ်ကြီး73ခုရဲ့ တခုချင်းစီရဲ့အောက်မှာအသေးစိတ်အကြံပြုချက်တွေကို iFact အခြေခံအစအုံမူဝါဒစာတမ်းတွင် ပြည့်ပြည့်စုံစုံထပ်မံလေ့လာနိုင်ပါတယ်။ဒီအကြံပြုချက်တွေအပေါ်အခြေခံပြီးအစိုးရတဲ့အနေနဲ့အခြေခံအစအုံအခန်းကဏ္ဍတွင်ဦးစားပေးလှုပ်ဆောင်ရမယ့် action plan တွေကိုလည်း iFact စီမံကိန်းကာလအတွင်းမှာသဘောတူညီမှုရရှိခဲ့ပါတယ်။အစိုးရ action plan တွေကို ပထမရက်တရားတွင်အစိုးရတဲ့အနေနဲ့ဦးစားပေးလှုပ်ဆောင်ရမယ့်အချက်ပေါင်း16ချက်ရှိပြီးပထမနှစ်အတွင်း လှုပ်ဆောင်ရမယ့်အချက်ကတော့42ချက်ရှိပါတယ်။ဒုတိယနှစ်အတွင်းလှုပ်ဆောင်ရမယ့်အချက်ကတော့6ချက်။တတိယမြောက်နှစ်အတွင်းလှုပ်ဆောင်ရမယ့်အချက်ကတော့73ချက်။စသည်ဖြင့်ဦးစားပေးအကောင့်တွေဖော်ရန်လိုအပ်ကြောင်းညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါတယ်။ပြည်သူအဆိုပြု IFAT အခြေခံအဆောက်အအုံမူဝါဒဟာအခြေခံအဆောက်အအုံအခန်းကဏ္ဍမှာတည် တာတူညီမြတော့စီးပွားရေးပြန်လဲဥမော်လာစေရနဲ့လူမှုရေးတရားမျှတမှုအတွက်အခြေခံအုတ်မြစ်အဖြစ်ပြောင်းလဲရန်ရည်ရွယ်ထားပါတယ်ဒီအခြေခံအဆောင်မူဝါဒဟာ Sustainable Development Goals SDG စဉ်ဆက်မပြတ်ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ထဲမှာစက်မှုလုပ်ငန်းစမ်းသစ်တီထွင်မှုနဲ့အခြေခံအဆောင်မြင့်တင်ရေးမညီမျှမှုများရောနှဲသွားစေရေးနဲ့ငြိမ်းချမ်းရေးနဲ့တရားမျှတမှုတည်ဆောက်ရေးဆိုတဲ့ပန်းတိုင်းနည်းနဲ့လဲကိုက်ညီမှုရှိအောင်ရေးဆွဲထားတာဖြစ်ပါတယ် IFAC အခြေခံ ံဆောင်မူဝါဒနဲ့ပတ်သက်ပြီးအချက်လက်အပြည့်စုံကိုပုံမိုလေ့လာခြင်းရင်တော့ဒီ QR code ကိုစကန်ဖတ်ပြီးဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။